အားလုံးပဲမင်္ဂလာပါရှင်။ Opera Drama Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဆရာဆွေမင်းတနုပြုရဲ့ကျွန်ုပ်နဲ့ဝါမရှိပဲဝီလုံးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဂျုံတိုင်းရွာမှာထောလာကြီးပိုင်ရှင်ဆိုလိုအတီးတယောက်တည်းပဲရှိတယ်။ထောလာကြီးပိုင်ထားလို့ရွာမှာမျက်နှာပွင့်လန်းတယ်လို့တကြီးပါစီရဲ့ဒုက္ခပေးမှုကိုလည်းခံရတယ်။ဟေ့တီငါရင်ကတက်တူသစ္စာတွေဖုံးကြီးချောင်းကိုထင်းလို့ပေါ့မင်းရထောလာကြီးကိုနေခင်ခဏလောက်ငားမယ်။ တခြားမျက်နှာပွင့်လန်းမှုကရွာရဲ့အပြူမာလေးများပဲကိုတီကျမတို့ကိုကုန်းမောင်ရွာကိုလိုက်ပို့စမ်းပါနော် ရရရရအတိရေတို့ပြိုးပင်တွေတဲ့ပေးနော် အတိကမင်းမပြိုလေးများခိုင်းစေရင်အင်္ဂါကိစ္စထပ်ပင်ပို့ပြီးတော့အရေးပေးသေးတယ်အမားကလည်းဗျာရွာရဲကထိလာလို့နဲ့ချိန်ထားတာအမားကိစ္စမနဲ့ပြန်မသွားအတိတရာမျက်နှာပွင့်လန်းမှုကိုမနာလိုဆုံးဖြစ်နေသူများကတခြားသူမဟုတ်ဘူးလူပြိုကြီးစော့တဲ့မောင်နဲ့ဘိုက်ကလေးတို့ပင် ထော်လာကြီးတစည်းနဲ့မျက်နာပွင့်နေတဲ့ကောင်တွေ့မယ်။음ရွာကမိမာတွေများအတီးထော်လာကြီးတစည်းပိုင်နာများပါကျဲတို့တစည်းပိုင်နာကြနေရပဲ။အမဲနင်တို့ကအတီးကိုမနာလို့ဖြစ်နေရလား။နင်တို့ထော်လာကြီးမပြောနဲ့စပိန်တစည်းအောင်ရှိရလားပြောစမ်း။ရွာရှိမိမပြိုလေးများစကားကြောင့်စောတမောင်တရားလွန်စွာရှက်သွားတယ်။ရှက်တယ်။အတီးမင်းကရွာမှာပတ်စံရှိရဆိုပြီးလေးကျဲတာပေါ့။ငါမှလည်းဆွေးနဲ့မျိုးနဲ့ခုံနဲ့နေရကွာ။ငါအကြောင်းသိမယ်။ လူပြိုကြီးစောတမောင်ကအတီးကိုကျင်းဝါပြီးတော့မြိုင်းသားမျိုးကိုတက်သွားပါတယ်။တပတ်ခန့်ကြာတဲ့အခါစောတမောင်တယောက်စိုက်ကဲအစုပ်တစည်းဖြင့်ရွာလေးလမ်းမှမှာတပုံးပုံးတတိုင်းတိုင်းဖြင့်ဟန်ရေးပြနေပါတော့တယ်။လူပြိုကြီးစောတမောင်ကစိုက်ကဲတန်တပုံးပုံးဖြင့်မင်းမပြိုလေးမြိုင်းအိမ်ရှိကိုရှို့ပြနေပါတယ်။ဟဲ့ထီလာဘေးသားမလဲငါလိုက်ပို့ပေးမယ်။အောင်မလေးနေနေပါစေ။ဟဲ့လှိုက်တွေ့လား။မြိုင်းသားကနေစိုက်ကဲဝဲလာတာ။နောက်ဆိုရင်နင်သွားစရာရှိရင်ပြောနော်။ကတော့ပါတည်းရဲ့ နင်းဆိုင်ကစီးမဲ့အတူတူလေးကိုဘသာရှုံ့ဘွက်တွေခုန်ချလိုက်တော့မယ်။အမေနင်းတို့ကအတီးရထောလာကြည့်အစုပ်ကိုကြတော့စီးတယ်။ငါရဲ့နောက်ဆုံးပေါ်ဆိုင်ကယ်ကိုကြတော့မစီးဘူး။နင်းဆိုင်ကစီးရင်လေကတင်းရုပ်ပေါ်မှာပြုတ်ကြလို့စီးုံရောက်နေမယ်။ရွာရှိမိန်းကလေးများကသူ့ဆိုင်ကယ်ကိုမစီးတိုင်းအတီးကိုပို့ပြီးတော့ဒေါသထွက်နေတယ်။အတီးအတီးမင်းကတော့ထောလာကြည့်ပေါ်မှာကောင်မကလေးတွေကိုတင်ပြီးတော့တပြုံးပြုံးနဲ့ပေါ်လေတွေ့မယ်ကွာ။စောတင်မောင်ကြောင့်တိစေရမယ်။ တနေ့ရွာလေးလမ်းမကြီးမှာအတီးထော်လာကြည်တဖုံဖုံဖြဲရွာရှိကောင်မလေးများကိုတင်ဆောင်လာတယ်။ထိုအခိုင်ရွာလေးလမ်းမကြီးကိုတဖုံဖုံဖြဲလူပြိုကြီးစောတမောင်ရောက်ချလာတယ်။ဒင်းကပြုံးလို့ပြောလို့သိမယ်ကွာလူပြိုကြီးစောတမောင်အကြောင်းစောတမောင်ဆက်ရှင်ကိုမြင့်တင်လိုက်ပြီးအတီးထော်လာကြည်နဲ့မျက်နှာချင်းဆိုင်အရှိန်ကိုမောင်းချလိုက်တယ်။ဟိုဟိုမှာစောတမောင်တက်တက်မောင်းလာပြီ။အတီးကအေးစိတ်စွာပင်ထော်လာကြည်ကိုဆက်ရှင်လျှော့လိုက်တယ်။အော်ဒေါသဒေါသ လူပြိုကြီးစောတက်မောင်ရဲ့စိုက်ကေကအတိရဲ့ဒေါ်လာကြီးကိုအာကုံဝင်တိုက်လိုက်တယ်။တွေ့လားလူပြိုကြီးထောတာ။ဒါပေမဲ့လင်းမြန်တော့အတိကတစ်ဖက်ကိုရှောင်ပေးလိုက်တယ်။ကန်ဆိုးသူစောတက်မောင်ကကတင်ယိုးရဲကိုထိုးကြပြီးစိုက်ကေမှာရှုံ့ဘွက်ချားမှနှင့်နေပါရယ်။စောတက်မောင်ကတစ်ပင်ကိုင်းချားမှခေါင်းဝင်ပြီးတော့လုံကြီးမှာတစ်ကိုင်းမှာချိန်နေတယ်။ဟာဟာလုံးကြမှာဟိုမှာတွေ့လောင်းကြီး။စောတက်မောင်စိုက်ကေတိုက်တန်ကြောင့်ကျွာထဲမှာလူများရှောက်လာကြပါရယ်။ သူသားအဖြစ်ကိုမြင်တဲ့ဇောတမောင်ရဲ့အမိကရင်ဘတ်စီတီငိုပါတော့တယ်။အောင်မလေးဇောတမောင်ရဲ့ရင်တကာလေးသေးလိုက်ပါတော့လား။အောင်မလေးစိုက်ကဲရရစရာမရှိအောင်ပျက်စီးပြီ။ဟဲ့ငါမြိုင်းသားကအပေါင်ခံထားတဲ့စိုက်ကဲဟဲ့အောင်မလေးငါရှိသမျှကုန်ပါပြီကုန်ပါပြီ။သူအကအတီးကသူ့ထော်လာကြီးကိုဆက်ရက်ပြီးဖြင်းညစွာဆင်းလာပြီ။အင်းဖာတူလိုခရုခုံအိုင်ပြက်ရုံရှိမှာပေါ်စောကြီးရဲ့ဝါမရှိပဲဝိလို့တော့မင်းမဲ့ဒုက္ခရောက်မှာပေါ့တနာလိုက်တာနော်တနာလိုက်တာ တလိမ့်ဆန်တို့ကရှင်းနေချင်ကြိုက်တော်လေကြိုက်စံငါမွေးပောင်းကြိုက်နိုင်ရင်အဆွေမမီဘူးဗျတလိမ့်ဆန်ကချင်မရိုက်လူကတော့ရှုပ်တယ်ချင်ရိုက်ရတာနဲ့ချင်စည်းထုံးရတာနဲ့ဟုတ်ပါရိုးမတော်ရိတ်ကကိစ္စအတားထားကျုံတိုင်းရွာမှာမိုးဦးကျဆူမဖြစ်ချင်တွေကစုပ်ပတ်လိုက်တယ်လို့ရောင်းလာတတ်တယ်ချင်ဦးကြီးထိမ့်သိမ့်စရာမလိုဘူးတပြုတ်ပြုတ်မွေးတပြုတ်ပြုတ်ကြိုက်တပြုတ်ပြုတ်သေးသွားပြန်မိရတကောင်ချင်ကြိုက်တယ်နေ့လေကြောင်တော့အမောင်ရိတ်မခုမိနဲ့ကြိုက်ရိုက်လိုက်ရတယ် လက်ကိုမော်တာတက်ထားရမလို့ကန်စိုးသူမောင်ရှင်ချင်းမပြမကြိုက်ရပဲနဲ့သူ့လက်မော်တာရွှေ့ရနဲ့ကွိသွားပြီညဆိုရင်တော့မပြောနဲ့တော့ညပဲအင်ရှိကုတ်ပြုတ်ဝဲလူအုပ်စုနဲ့ထိုင်ဆွနေပါလေအနောက်ရှက်ဖြစ်ရတာကချင်းဒီနေ့ရူးမတော်ရဲမှာချင်းအဲ့ကြိုက်ပြန်မဟစင်ကိုပြဲအဲ့ကြိုက်ပြန်မဟပြောတဲ့သူကလည်းစကားကိုဖြောင်းဖြောင်းတန်တန်မပြောနိုင်ချင်းရိုက်နေရတယ်နားထောင်တဲ့သူကလည်းအေးအေးဆေးနားမထောင်နိုင်ဘူးချင်းရိုက်နေရပါတယ်လူက၄-၅ယောက်ချင်းရိုက်တန်တွေကစိုင်းတန်ပုံတန်လိုပဲ တပြုံးပြုံးတပြင်းပြင်းတစ်ဖက်ဖက်တပြန်းပြန်းနဲ့နားကိုမနာရအောင်ချင်းချင်းစည်းကွေဝဲပါပြဆရာတို့ရဟုတ်ပါမြင်ရမနေ့ပြန်စည်းကချင်းစည်းကွေဝဲခဲ့ပါဟာနောက်နေ့ကျတော့ချင်းစည်းကွေဝဲလာတယ်အမေဒီတစိကတီးပြီးမှကြော်ညာတဲ့တစိပါလားမမမြင်ရကြော်ညာအားကောင်းတော့ချင်းပြေးအားလင်းပိုကောင်းမှာပေါ့ဟဲ့ညာကြချင်းစည်းထုံးနဲ့ကျွန်တော်ကုတ်ပြက်မှာလဲလူဆုံးချေပြီဒီညာချင်းစည်းကွေထုံးထားတယ်ပြို့တီးပြီးမှချင်းတွေသေးတယ်ပြေးတယ်စေးပြို့ပြီးတော့ပြေးတယ်ဒါပေမဲ့တခွေထုံးယုံနေမရအောင် နှစ်ခွေသုံးခွေထွန်းရတယ်။ခြင်စည်တပူးဆိုရင်၃ရက်လောက်နဲ့ကုန်ချေရ။ကြာတော့မသေးမြင်အစုပ်ဖို့ခံရတယ်။ခြင်စည်တပူး150တော်ရင်ဟမ်တပူးကို10ခွေဆိုတော့တစ်ခွေကို15ကျပ်ကျနေပါပေါ့။ဒါဆိုကျွန်တော်တို့တညတညထွန်းတာ၃ခွေကုန်တယ်။55ကျပ်ဖို့အောင်မလဲ။ခြင်စည်းခွေဘိုးနဲ့မွေးရချီရဲ့ခြင်စည်းခွေကကျွန်တို့တို့လူစည်ရင်သားများနဲ့လာလာမမထိုက်ပါဘူးအဲ့ဒါဆိုရင်နနွင်းတက်ဝဲနနွင်းမိုင်းလက်ချင်းပြေးတာပဲ နန်းနှင်းတက်ကဈေးသက်သားတယ်ဒါပေမဲ့ဝယ်ဖို့မလွယ်လောက်ပြီးဟီပြီးဟာဒီတကနိုင်ငံခြားရှင်ဈေးကြီးမဟုတ်တော့ဘူးမြန်မာနန်းနှင်းမိုင်းကပူဆိုးတယ်ဟာပြီးနိုင်မှလွတ်မဲ့ဟေနော်ရှင်ပြဒနာကမသေးလောက်ရှင်ဈေးဖြန့်မှုဘူးထမ်းပြီးလိုက်အော်နေသူများကလည်းလိညာဝါးတွေရှိနေတယ်ကိုရိခံရဘူးတယ် CW 50တဲ့ပိုင်မီဆိုပြီးဖြန့်ရပလင်းမှာပနန်ဆလင်ပလင်းဖြစ်နေတယ်ခြံတစ်ခြံဖြန့်ရငွေ3000ကုန်တယ်မယုံမရှိနဲ့တကယ့်ကိုရိုက်စားလူကြီးတွေကချင်းကရင် နာမယ်အဖူပိန်ပေါင်မယ်ရှားရမယ်ရှုပ်စာအဆုံးရှားနာမှာအနာပေါက်ရုံလောက်တာပဲရှိမယ်ချင်းကကလေးတွေကိုကြာအတော်ဒုက္ခပေးတယ်ဆယ်နှစ်နှစ်အောင်ကလေးငယ်တိုင်းချင်းအန်ဒီရဲ့ကကြောက်စရာကောင်းလာတယ်ကလေးတွေကတနာဖို့ကောင်းတယ်ချင်းမရိုက်တတ်ဘူးကျွန်ုပ်ကကလေးမရှိ ကလေးမရှိတော့လေကလေးကိုကျွန်ုပ်ချစ်တယ်ကလေးဆိုတာကနောက်တစ်ခေတ်ရဲ့ခေါင်းဆောင်များမဟုတ်ပါလားဟုတ်ပါပြီးတော့ကလေးကဖြူစင်တယ်ကလေးရဲ့စိတ်ကဖြူတယ်ဖြစ်တယ်ဘာဘာညာညာမသိတွလွန်တော့ကွေမသိ ၊သွေးလွန်တက်ကွေးယောဂါလည်းမတရား၊ခြေမရိုက်တတ်တဲ့ကလိမှသွားဖြစ်တယ်။လူကြီးတွေကိုတော့ကရင်မဖြစ်ကြပဲကျေးဇူးတင်။မနေ့ကပဲမပုတူအိမ်ရောက်တယ်။သူ့ကလေးဂွန်းပုံကအသက်9နှစ်6နှစ်အရွယ်။တက်တယ်၊တွက်လက်တယ်။ဆက်တကြီးမမေဟဲ့အဲ့ဒါလို့မခေါ်ရဘူး။ဘဘာလို့ခေါ်ရတယ်။ခေါ်ပါကွယ်ခေါ်ပါကွယ်။ဘဘာခေါ်တာထက်ဆရာတို့ခေါ်တာပိုပြီးနဝင်ချူပါတယ်။တက်လိုက်ပါတယ်ကလေးရဲ့။ကျွန်တော်ကဂွန်းပုံကိုကောက်ချီလိုက်တယ်။ကလေးကဖြူးဖြူးခဲခဲချစ်စပွဲ ျွန်တော်မျက်စိကဖြူစင်သောကလေးအသားကို ကြည့်မိရာထိတ်လန့်သွားတယ်။ဟင်ချင်းကြိုက်ဘူးတွေပါလား။မပူတူကတော့အေးဆေးဆေး။ဟုတ်ပါ ချင်းတွေကကြိုက်ချက်ကတအားပဲဥတ်တုတ်ပြီ။ဟာချင်းကြိုက်တာမပေါ့နဲ့သွေးလုံးတုတ်ကွေးဖြစ်တတ်တယ်။ရှင်သွေးလုံးနာသွေးလုံးနာကောက်နာပေါ်တော့။ဟင်ဘာပြောတယ်ပူတူ။ဩသွေးအားနဲ့မကျမ်းပါဘူး။သွေးလုံးတော့ပူကျမ်းပါတာမဟုတ်ဘူးလားတော့။ဟာဒီကောင်မှဘာဘုံသူတာမှမရှိပဲနဲ့။သွေးလုံးတုတ်ကွေးဖြစ်ရင်အစင်မသိရင်တည်တတ်တယ်ပူတူရဲ့။ ထိုအခါပုတုမျက်လုံးပြူတယ်ဂုံးပုံကတော့မသိရှာဘူးမြူးလျက်ပြောလျက်ကျွန်ုပ်လည်းအိမ်ပြန်လာရင်စဉ်းစားလာတယ်ရွာမှာခြင်တွေတိတ်ကြိုက်တယ်ခြေစည်းကွေဖို့လည်းမတတ်နိုင်ဘူးခြင်နှောင်းကလည်းပေါက်ပြဲနေတယ်အဖတရားခြင်နှောင်းပေါ့ဗျာခြင်နှောင်းကအပေါက်များတော့ခြင်းကအထဲဝင်နေပြီလူကအပြင်းပြန်ထွက်ရမလို့ဖြစ်နေတယ်ပြောလို့မှမဆုံးသေးဘူးပုတုရဲ့ကလေးဂုံးပုံစိတ်ယုံတင်ရတယ်ကလေးကကိုပူချင်းတက်လာတယ်လို့ဆိုတယ်ကော်ဖီရောင်တွေလည်းအန်နေလို့ဆိုသေးတယ်အဖျားကမကြောက် ကျေးလက်ကျမ်းမာရင်မို့ကိုနေမျိုးကစီယုံတန်းတက်ခိုင်းတယ်။ကျွန်ုပ်လည်းကြကြချင်းစီယုံတန်းလိုက်တယ်။မြိုင်သာစီယုံဝဲကလေးတွေကချင်းကပေးတဲ့ဝေဒနာကိုခံစားနေရတယ်။ကလေးကချစ်စရာတနာစရာရှင်သွေးယတနာမိဘများရဲ့မျက်ရှုအင်းစဲလေးမိသားစုယတနာအနာဂတ်ရဲ့မျိုးဆက်သစ်တွေပန်းကလေးများမနှွမ်းစေခြင်းမကြွေစေခြင်းဖြင့်ချင်းအနည်းရဲ့ကိုတဆွမ်းသမျှနီးများဖြင့်ကာကွယ်ချပါစို့။ကာကွယ်ခြင်းဟာကုသခြင်းထက် အစများစွာထိအောင်တဲ့မဟုတ်ပါလား။ရွာမှာမြောင်းရှင်ရမယ်၊အိုင်ဖို့ရမယ်၊ခြုံရှင်းရမယ်၊ရေခွက်တွေမှောက်ထားရမယ်။ပြီးတော့ချင်းစည်းဖြန်အိမ်ဟုတ်ပါ။ချင်းစည်းကွေဝဲဟင်းအိမ်မတက်နိုင်ဘူး။ချင်းအောင်ထောင်မီကလေးတွေကိုထည့်ထားပေါ်ရှင့်။အိုက်တဲ့အိုက်တဲ့ဒီနေ့ကံမကောင်းပါလား။မကြီးရိတ်ကပူအေးမြတဲ့လို့ရှေးလူကြီးတွေကဆိုကြတယ်။ကျွန်ုပ်ချန်ထဲမှာမကြီးပင်မရှိတော့လေ။တတန်းရင်ကုတ်ကုတ်ပင်ကြီးတပင်ရှိတယ်အဘိုးပေါက်ပြီးစိုက်ခဲတာဂုံယူစရာပို့စရာတို့ရဲ့ ထိုကုကုပင်ကြီးကຫນွေနေလေခင်မှာကျွန်ုပ်ရဲ့နားခိုရာအေးတယ်အဲ့ဒီကုကုရိတ်ကိုမြို့အရက်ရှိနမဲကြီးဟိုတယ်ကြီးများထဲမှာလီအီခဲများနဲ့ပင်ကျွန်ုပ်ကမလင်းနိုင်ပါဘူးဘယ်လင်းနိုင်မလဲကုကုပင်ကလျှက်စစ်တမ်းမှမလို့ရာသာရအေးမြနေတဲ့ကုကုရိတ်ပေါ့ကွယ်ဟောတော်ရဲမဝင်ဘူးနေချင်းဆိုရင်ပြင်းပြီးတော့အဲ့ဒီအရေးမှာပဲအိမ်နေကျွန်ုပ်နဲ့ဘိုက်ကလေးကကိုကိုရိတ်ကိုခိုးရင်ရိုးမတော်ရဲမှာအတွေ့အကြုံများကိုဆက်မြုပ်ပြန်နေကြတယ်ကျွန်တော်ဟိုင်းစင်ကြီးကိုဖြစ်ခဲ့တော့ကလည်း အပြင်းမဝေရန်တိုက်ခတ်လာတဲ့လေဘူထုပင်လေကိုကိုပင်ရဲအောက်ကိုရောက်တော့အင်းမြတော်တရားရောင်းအဲဒီကိုကိုပင်ကြီးကလွေနေလေရဲ့အပူကိုအကာအကွယ်ပေးတဲ့ကျွန်ုပ်ချမ်းတွဲမှယတနာတပါပဲတနေ့မှာတော့ကျွန်ုပ်ခီးထွက်ခဲ့တယ်ခီးထက်ရပုံမှာပကိုးရိုးမှတောင်ချေရွာတရွာမှာသူတို့ရွာမှာတောင်ချမ်းနေတဲ့ဟင်းမျိုးကြီးတကောင်ကိုနှိမ့်နှင်းပေးရမယ်ညရစာတွတ်ပေးလာပြီဘာမှမပူနေတော့တွေ့ရေးကတော့စက်တထေးဟင်းမျိုးကြီးတော့ပြေးဖို့အထုပ်ပြင်ပြီးတော့ဟင်းမျိုးကြီးကထော်ချိုးဖြစ်ပါတယ် မိုးစိုးတဦးရဲ့မစင်မချင်းပြစ်ခတ်လိုက်တဲ့တနက်တန်းကြောင့်တေလဲမတေကျိုးယုံသာအဖက်တင်ရကအရာရာကိုအလိုမကျဒေါသကြီးသောမတန်မဆွမ်းဟင်းမျိုးကြီးဖြစ်ကလူသားစားကြဘဝပြောင်းခဲ့ရခြင်းမေထိုဟင်းမျိုးကြီးကိုလင့်ထိုးပြီးတော့ကျွန်ုပ်ပြစ်တယ်တကြိမ်မထိပါနှက်လာတော့ဟင်းမျိုးကြီးပဲရွာရဲကိုနွားဝင်ဆွဲစင်ကတကြိမ်ဖြစ်တယ်ထီရဲဟင်းမျိုးကြီးကိုတော့မဟုတ်ပါဘူးဟင်းမျိုးကြီးကိုက်ချင်လာတဲ့နွားကဟင်းမျိုးကိုကိုက်လို့မသိဘူးမိုးစိုးကြီးတင့်ပြီးတရရှာပါရောလား နွားပိုင်ရှင်ကကြီးတဲ့နွားကိုကြည့်ပြီးတော့မျက်ရည်ဖြန့်ဖြန့်ကြတယ်။အောင်မလီဖိနွားကြီးကြားကင်လို့မသိဘဲနဲ့မိုးဆူးကြီးတဲ့လို့သိပါပြီရောကြီးမတဲ့လဲကြားကင်မှပါဗျာ။ထင်မိသားဒီလိုနဲ့နောက်ဆုံးရွာသားတွေစုပေါင်းပြီးကျင်းတူညှောက်ထောင်ပြီးတော့လှည့်စားကံမှဟင်းမျိုးကြီးလဲကြောက်သေးကြညောင်ဆူးကသိပါတယ်။တွပီလက်ချက်နဲ့တရားအထက် နမိတ်ကောင်းရပါတယ်သိပြီနော်။ဂျုံတိုင်းရွာပြန်ခီးကသိမလောက်။ကြားကကျွန်ုပ်ပယောကနဲ့သိတယ်မဟုတ်တော့ ပေးတော့လက်ဆောင်ပနာနေပါလာတယ်။နှွေနေလေကင်းပြင်းရောက်လာတယ်။ပူပြင်းလိုက်တာ။မသိမြင်ကအိမ်ပေါ်မှာအိပ်ပျော်နေတယ်။မိမတို့များစိန်ကြလာပါပြီ။ကျွန်တော်လည်းအပူကိုရှောင်ရင်ကျွန်ုပ်ရဲ့အေးရိတ်တာကုတ်ကုတ်ပင်ရိတ်ကိုပြေးတယ်။အလိုဟာလာဟင်းလင်းကြီးကုတ်ကုတ်ပင်ကြီးကမရှိတော့ဘူး။ခြေတော်ဖွေးပေါက်ပြီးကုတ်ကုတ်ပင်ကြီးပြေးလေသလား။ပူရဲပြို့အရေးရှိရာကိုပြေးတော့မယ်။ကုတ်ကုတ်ပင်တော့အပူကြောက်လို့ပြေးရတယ်ဟဲ့။ဘယ်စင်ငုတ်တို့သာတွေ့ရတယ်။ကျွန်တော်လည်းရင်ထဲမှာဆိုးလာရကမသိမြင်ကိုတအားကုန်ခေါ်ရတယ်။ မသိမင်းဟဲ့တောက်ပလုတ်တော့သူမကအိမ်မက်ကဘာမှလန့်နိုးတယ်ကိုကိုတို့အတန်ကြားတယ်အိမ်မက်လားဟိမင်းကိုကိုပင်ကြီးကအဲ့ဒီကိုကိုပင်ကြီးကိုပြောတာပေါ့တော့လာဝဲတာနဲ့ကျုပ်ရောင်းပြစ်လိုက်ပြီဟင်ရောင်းပြစ်တယ်ဘသူ့ကိုလဲထင်းဝဲတဲ့တထင်းကိုပေါ့တော့ဟာမင်းမင်းဘာလို့ရောင်းတာလဲပတ်စံရရတော့ငါးထောင်တောင်ပေးတာဘာငါးထောင်မင်းအဲ့ဒီငါးထောင်ဘာလို့လို့ရမှာလဲဘာလို့ရမှာလဲတော့ပါတိတ်ဝဲဝဲအဲ့ဟုတ်ပါ ရှမ်းစီစာအသားဟင်းလျာဝေရတာပေါ့တော့တော့ကတလှကိုတရင်ခရီးထွက်နေပြီးတော့အင်းကမိမဘူဘာထားခဲ့လို့လဲတဲဒီတစ်ပင်ကြီးတစ်ပင်ဖြစ်ဖို့လွယ်တာမဟုတ်ဘူးဒီတစ်ပင်ကြီးကနှစ်ပေါင်းများစွာကစိုက်ပြိုးရင်းနှီးခဲ့ရတာကကျွန်တော်အဖိုးပေါက်ပြီးလက်ထက်ထဲကတစ်ပင်တယံစာတနားထောင်စမသိမြင်တစ်ပင်ဆိုတာကဘာမီရဲ့အရေးပြားကတစ်ပင်ခုတ်တာတွေဟာအရေးပြားကိုလွှာလိုက်တာပဲအရေးပြားမရှိအနာဖြစ်မှာပဲကွာနားလေလား ကဘာမီရဲ့အရေးပြားထက်ကျုပ်တို့ရဲ့အရေးပြားတွေခန်းချောင်ကျုံလီမသွားဖို့အရေးကြီးတယ်။မစားရရင်အသွေးသားခန်းချောင်သွားမှာပဲ။ဒေတခြားနည်းနဲ့ငွေရှာပေါ့ကွာ။ဘာဖြစ်လို့အေးရိတ်သားရအောင်ဖြစ်စီပြချင်ရတော့။ရခင်ကအေးရိတ်ပေးခဲ့ရာကုတ်ကုတ်ပင်ကြီးအောင်ပဲ။ယခုတော့ဟာလာဟင်းလဲပူပင်း၆သွေးစွာကျွန်ုပ်ကရက်ရင်မသိမြင်ကလည်းရက်ရင်အသက်40ကျော်လာရင်ကျမကြီးကစကားပြောလာတယ်။သူဆောင်ပုံမြင်တစ်ခုတော့ကျွန်ုပ်ကြားဘူးတယ်။40ကျော်ရင်ဘဝစရည်တဲ့ ကျွန်တော်တို့မြန်မာတွေကတော့40ကျော်ရင်ကျန်းမာရေးစတယ်လို့ပြောလိုက်ခြင်းနဲ့40ကျော်ရတဲ့လူကဝလာတယ်။ဟဲဥတုပိဘိုက်ထွက်လာတဲ့တော့ဘီယာဘိုက်ထင်တယ်။အထင်ခံရလဲမနေပါဘူးမိနေမှာ။အတင်ကြီးနေပြန်ပြီ။ဒီတော့မို့ဆိုကဘယ်မှာဘီယာတောက်နိုင်မှာလဲ။ထရီတော်အနိုင်နိုင်ဘိုက်ပူလာတာအသက်ကြီးလာလို့ပါဟဲ။အမှန်တကယ်40ကျော်ကလေးကကျွန်တော်ခန္ဓာကိုယ်ဖွဲ့စည်းပုံပြောင်းလဲခဲ့ရတယ်။ပထမစားထွက်လာတာကဘိုက်ဘိုက်ပူတော့သွားလာရတာလေးသွားတယ်။ တော့ပြည့်တာလည်းမကောင်းတော့ဘူးအလဲဘိုက်ကလေးတို့ဆရာတပည့်ဘယ်တော့ငါဘိုက်ကြီးဘိုက်ကလေးလို့ပြောင်းမှုကောင်းပြီဗျနေစဉ်လှူရှားနေရမှာတလကိုတဲ့အနာယူလိုက်မိရကဘိုက်ပြဒနာစဖြစ်လာတယ်မြို့အရက်မှာဘိုက်ပူပူလူဝကြီးမြောက်တွေ့ဘူးတယ်အလုံးလုံးဖို့နေနေတတသူတို့ဘိုက်သူတို့အတင်နေရနဲ့မပြီးနိုင်တော့ဘူးထိုဘိုက်ရွှဲလူများကိုတော်ရဲလာထားလိုက်ချင်ပါတယ်ပြည့်ဟိပြည့်ဟာကြားလိုက်လာတယ်ပြေးကြတော့ငါတော့မပြေးနိုင်ဘူးကြားစားပဲခံလိုက်တော့မယ် ဘိုက်ဘိုက်ပါကွယ်လို့ဆိုရမလို့ဖြစ်နေတယ်။ဝါချင်းကယောဂါထူတယ်။သွေးကြိုစီကြိုနှလုံးသွေးတို့စတဲ့ယောဂါများဟာဝါသူများမှာအဖြစ်များတယ်။လူကပြဿနာဆုံးလာတယ်။ယောဂါဆုံးလာတယ်။လူမှန်ယောဂါတစ်ခုမဟုတ်တစ်ခုတော့ရှိနေတတ်တယ်။လူမှန်ရင်ယောဂါတစ်ခုရှိရမယ်။ယောဂါမရှိရင်လူမဟုတ်တချို့ဝါသူတွေကယောဂတမျိုးတည်းမဟုတ်ဘူးယောဂပေါင်းစုံကန်ထရိုက်ဆွဲထားသလားမှတ်ရတယ်စီးချိုသွေးချိုရှိသွေးတို့ရှိနှလုံးရှိတီဗီရှိ စီးပွားလုပ်ငန်းတွေသာဒလောက်ကန်ထရိုက်ရရင်မီလီယံနာဖြစ်လာပြီကွယ်။ကျမ်းမာရေးကကုသကျင်းတက်ကြိုတင်ကာကွယ်ခြင်းကပိုကောင်းနေလို့ကျွန်တော်ကြားဘူးတယ်။အရက်တွေတိတ်မတောင်းနဲ့ကြာရင်အရက်နာကြပြီးအဆုတ်စကားပေါက်ဖြစ်မယ်။နောင်ဖြစ်တော့နောင်ရောပေါ့ဗျာမဖြစ်နိုင်ဘူး။ဇလိတ်တွေတိတ်မတောင်းနဲ့တီးပြီးဖြစ်မယ်။မတောင်းလဲဖြစ်ခြင်းဖြစ်နေမှာကြိုက်တာတော့မဖြစ်နိုင်ဘူး။စင်ကြီးကလူတွေမှများတယ်ဖြစ်လာမှာစီခံပြရ။ဇရာစေဘွားကကိုလှီးပြီးပြောပါဇရာ။ တခါလေးပြောလိုက်လူနာနှလုံးသွေးရက်သွားမှစိုးလို့ပါဒါကစေကံအထုကုတက်ကြည့်ရင်ဈေးဘူအေကုံဘူရှေးဘူအိမ်သာဘူတန်ရှင်ဘူကတိန်ဘူကလက်ထိုင်ဘူဟုတ်ကဲ့ဆရာမဒီအထုကုစေကံတဲ့မှာလူနာမင်းရင်လေရှုမိတဲ့အတွက်လေရှုကပြရအောင်မလားရင်အထုကုစေကံကအလုံးငွေနဲ့ဆက်ရတယ်လို့ကြားဘူးတယ်ပြီးသူစေုံကြီးတက်ပေါ့လေရှုကမပြရပါဘူးရှင်လူတို့ထုတ်ပတ်ကရှုံလာပါပြီနဲ့ဝင်မရှိသူတို့ကရွေးချယ်စရာမလိုနီးရစေုံတန်းတက်လိုက်တယ် အယုတ်အလက်အမျက်မရွေးပြည်သူစည်းရုံကလက်ခံတယ်။ဝင်ရှိသူတို့ကြတော့အထုကူစည်းရုံကိုရွေးချယ်ရတယ်။အေကွန်ကောင်းလားဂျိုးလူစလောင်ကြည့်လို့ရလားအခန်းကျရလားကားပါကင်ရှိရလားအခန်းဝယ်ဖို့လားမဟုတ်ပါဘူး။နာစင်းနေလို့စည်းရုံတက်ဖို့လမ်းမေးနေတာ။ဓာတ်ထန်ငွေကြေးတက်နိုင်သူတို့ကြတော့နိုင်ငံခြားကိုစီးသွားကုတဲ့တဲ့။စင်ကာပူကနေဒါလန်တန်အမေရိကန်အလုတ်သွားလုံပါလား။စေးကုစေးကုလူဘဝရာခဲတာပဲသွားပေါ့။တလိမ့်ဆန်လောကရှင်နေ သွေးရောမသိဆေးကြိုသွေးကြိုမသိအစာအိမ်နာမသိနှလုံးရောဂါမသိအဆုတ်မသိ AIDS မသိဖဲသိပါမလဲတလိစံတွေကရှင်းနေသူတို့အုံနောက်တွေကလူလောက်မဖွင့်ဖြိုးမဖွင့်ဖြိုးလို့စိတ်မခံတတ်ဘူးရှေးချိုးရင်လည်းရှေးကူးကံမလို့စားရင်လည်းဟိုတယ်မလို့ကျတို့မှဘူဖေးအဆက်ပြို့ကိုစားကျင်တာကိုဆွဲစားလိုက်ရုံပဲစိတ်မခံရတော့ပပညာညာယောဂါမသိဘူးတွားတော့ကတော့စိတ်မဲပြို့နိုင်ငံသားမင်းသမီးလေးလာမှတ်ရတယ်ပြန်လာတော့ဒါလေးလက်ဆောင်ပေးလိုက်တယ် ဒါဖြင့်ကျောက်စီဆင်းရဲတို့လိုက်ပြီအတိညာမဖွင့်ဖြိုးတဲ့တလိဆန်လောကကယောဂမသိယောဂမသိငွေမရှိဒေါ်လာမသိမသိချင်းကစိတ်ချမ်းသာတယ်မျိုးပြလူတွေကအတိညာတစ်ဖက်ကန်းခတ်ရကခံစရာရှိဖို့ခံရတယ်ခံရမှာပေါ့တိနေရအောင်ကျွန်တော်တို့ကျေးလက်လူများကမျိုးပြလာအမြင်မကျေလို့ခံရတတ်တာတယ်ခံလို့ခံရမှန်းတော့သိမသိဘူးကျမ်းမာရေးမေးရန်တိုင်းစေးစရာကြီးဥရာချမ်းစီရောက်ခဲ့တယ်ဖိုင်ရွှဲလာတာကအတက်ကြီးလို့လည်းတပိုင်းပါတယ် ကိုလက်လောက်ရှာမှုနဲလာလို့အဲ့တော့ဥတုပီကိုကျုပ်ကျမ်းမာရီကာရာတပုတ်ပေးမယ်အဲ့ဒါကတော့ခေါင်းအေးထားကိုတီတီထားခြေနှွေးနှွေးထားဆိုတဲ့စောင်းပုတ်လေးပဲအတိတ်ပဲကိုရှင်းပြပါအောင်ခေါင်းအေးထားဆိုတာကတနေ့တာကြုံခဲ့တဲ့မြတ်တော့ကရီကိုတိတ်ဆိတ်ပူပင်မနေနဲ့ဖြစ်ချင်းပြက်ချင်းလောကတံပဲခေါင်းပူနေလို့အဆင်ပြေမှာမဟုတ်ဘူးခေါင်းကိုဘယ်တော့မှဆိုအေးအေးထားပါကိုတီတီထားဆိုတာက အစီအစိတ်တွေလျှော့စားပါအတိရမြမြစားပါ ကိုကိုပါလျာတေးသွင်းနေပါစေ။ပိန်ပိန်ပပားတွေကယောဂဆင်နေ။ဝါဖြိုးသူတွေကယောဂရှာပိုးလွဲတယ်။ဒါကြောင့်ဘိုင်ရွှဲဝါဖြိုးမလအောင်အစာကိုလျှော့စာ၊ကျန်းမာရေးလုပ်ခနာကိုကိုတည်တည်ထားပါ။ခြေနှွေးနှွေးထားပါဆိုတာကတော့လမ်းလျှောက်ပေါ့ဗျာ။20မိနစ်တိုင်းလမ်းလျှောက်လမ်းလျှောက်ခြင်းဟာကျန်းမာခြင်းလက်တပါးပဲပေါ့ဗျာ။ဥရချမ်းကပြန်မိတယ်။ကဲဥတုပ်ပေးပါရယ်။ပြန်ရွတ်ပြပါအောင်။ခေါင်းအေးထားကိုတည်တည်ထားခြေနှွေးနှွေးထားလေး အရာကျူတင်ကာကွယ်ကုသခြင်းပဲပြုတနေ့မှာတော့ကျွန်တော်တို့ပြည်နဲ့တပည့်ကျော်ဘိုက်ကလေးတို့ဟာအရှိကုပြမထိုင်ကအရှိပြမဆုံးစီမှာစီးသွန်ဆင်းကြလာတဲ့ဒေါန်ဖန်ဝါနေမင်းကြီးရဲ့ပဒံများသွေးတို့ကိုကြောဆောင်ပြေခံယူနေကြခိုင်ရော့ဥတ်တပီကျမ်းမာပါစနှုတ်ခွန်းဆက်တဲ့နေအတူခြံဝါမှာဝင်လာသူကဘသူလဲအလိုရှုလို့အဘိုးပန်းတွေမဟုတ်ပါလားဟုတ်ပါဟုတ်ပါအဘိုးပန်းတွေဘဲကလှဲ့လာတာရောဗျာ အေးတာရဲ့အိမ်ကိုအလဲလိုက်ရင်းနဲ့ညအိတ်တယ်အနက်ကြလမ်းလျှောက်ထွက်ရင်းနဲ့ဝင်လာတာဗျအဘိုးပန်းတွေးကကျုံသမင်ရွာသားဖြစ်တယ်ကျွန်ုပ်တို့ကျုံတိုင်းရွာမှာဆွေမျိုးသားချင်းများစီအလဲလာတိုင်းကျွန်ုပ်စီကိုဝင်စမြဲစစ်တွတ်ရူးမတော်တဲ့ကိုဝင်ရင်တတိထားဖို့ကြုံလာပြောတာဗျဆိုပါအဘိုးပန်းတွေရအဘိုးပန်းတွေးကစက်သားကြောက်တစ်ဖက်ကိုကောက်ဝါလိုက်တယ်စက်သားကြောက်ကစီရွှဲလို့နူးဤနေတယ်အဖန်ကြီးကခါလာတယ်ကျွန်ုပ်တို့တောသူတောင်သားတွေကအဖန်ကြီးကိုခါမှကြိုက်ကြတယ် ကော်ဖီမင်းနဲ့မလဲနိုင်အောင်ဗျာရိုးမတော်တဲ့ကိုရောက်ရင်ဖျားပြူကုန်းဘတ်ရောင်းလို့မှမသွားနိုင်တော့ဥတ်တွပေးဘာဖြစ်လို့လဲအဖအပန်တွေ့ရဲ့အဲ့ဒီမှာဥ္စာဆောက်တွေတိတ်ပေါ်တာဆရာတော်ရဲ့ဗျာဥ္စာဆောက်မှဟုတ်ပါကိုပိုက်ကလေးရဲ့အဘိုးငငယ်မောင်တို့အရွယ်တန်တော့မြန်တော့ငါပေါ့အဲ့ဒီဖျားပြူဘတ်ကိုရောက်ခဲ့ကြတယ်အဘိုးတငယ်ချင်းစောနိုင်ဆိုတာကလည်းပါတယ်သူကစစ်သားလူထွက်လူချောလူဖြောက်အဖိုးနဲ့ကုစောနိုင်ဟာရိုးမတော်တွေကိုအမေးပြစ်ကြရင် တော့ဝက်ကချက်ကောင်းမထီတော့ပြေးတာပေါ့အဲ့ဒါနဲ့အဖိုးနဲ့ကိုစောနိုင်လဲတော့ဝက်နောက်ကိုလိုက်ကြရင်ဖယံပြူဘက်ကိုရောက်သွားရုံဆိုပါတော့ဖယံပြူဘက်ကရှုခင်းအရန်လာတာပဲကွယ်စနေရတီပန်းတွေကလည်းပွင့်လာလိုက်တာ ရောင်စုံပဲလာလဲလာမှုလဲမှုပြန်နေတယ်ချင်းငက်တရကတွေကလည်းပေါ်မှာပေါ့ဝေးရစုံနေတဲ့ပြားပဒုံးတွေကလည်းပန်းပွင့်လက်လာလေးတွေစီကိုဝဲလို့ပြန်လို့ကျုံနဲ့ကိုစောနိုင်လဲအဲ့ဒီနေရာလေးကမခွာရက်ဖြစ်ရတယ်အဲ့ဒီချိန်မှာပဲ တာယာညင်းပြောင်းတဲ့တခြင်းဆိုတန်းလေးကိုကြားလိုက်ရှာပါရယ်။ပန်းပွင့်ရောင်စုံစီထားတဲ့ညွေတန်းလေးကိုစီးလို့နတ်သမီးလေးတစ်ပါးလှလိုက်တာ။ညင်းသူမူးမွေ့သွားစေတဲ့အလှဆိုတာဒါမျိုးထင်နေဗျာ။ကျူတူနေအောင်စလုံးကလည်းအံ့ဩမင်တန်နေရပေါ့။ကိုစောနိုင်တဲ့နတ်သမီးလေးကတိတ်လိုက်တာပဲ။ကျူတူပြောရရင်ကိုစောနိုင်ကိုချုပ်ပြန်ခေါ်လို့မရတော့ဗျာ။ဘလို့ပဲခေါ်ကမလိုက်ဘူး။ကိုပန်းတွေကျူတော်မြန်းနှန်းတွေကိုအစွဲကြီးဆွဲနေမိပြီ။ခမားပါတာပြန်တော့ကျုပ်လဲကိုစောနိုင်ကိုထားခဲ့ရမှာစိတ်ပူလွန်မိရဲ့မဖြစ်ပါဘူးကိုစောနိုင် ခမရမနေခဲ့ပါနဲ့ဒီလိုတော့နဲ့ကြီးထဲမှာဒီညာနန်းတွေဆိုတဲ့မိန်းကလေးဟာဖိနီနေမှာလူမဖြစ်နိုင်ဘူးဒါလူရောက်ဖန်ဆင်းထားတဲ့အုတ်တဆောင်းမာတွေဖြစ်မယ်ကျွန်တော်တော့ညာနန်းတွေကိုအစွဲကြီးဆွေးနေပြီသူနဲ့ဆိုရင်တေရွာသွားရသွားရကိုစောနိုင်ကဘလို့မှခေါ်မရဘူးဗျာအဲ့ဒါနဲ့ကျုပ်လည်းသူ့ထားပြီးကျုံသမင်းရွာကိုပြန်လာရတာပေါ့ကျုံသမင်းရောက်တော့အဲ့ဒီအကြောင်းကိုကျုပ်ကအကျိုးအကြောင်းပြောပြတော့ရွာကလူကြီးတွေကကျုပ်ကိုစူးလိုက်ဆဲလိုက်ကြတာဘာပြောကောင်းမလဲဗျာ ဟာပန်းတွေ့ရအဲ့ဒီဖျားပြူဆိုတာဥစ္စာဆောင်မာတွေဒင်းချမ်းပေါ်တဲ့နေရာဟာနေကကုလောက်ဆိုရင်တီးပြီလာလူစုပြီးသွားရှာကြမယ်ရွာကအားကောင်းမောင်းတန်လူငယ်တွေစုပြီးတော့ကျတို့လည်းရိုးမတော်တဲ့ကဖျားပြူဘက်တချီထွက်ခဲ့ကြပြန်ပါတယ်တောချမ်းသူတွေဆိုတော့မကြပါဘူးဖျားပြူကုန်းဘက်ညနေဆောင်တော့ရောက်သွားကြတယ်ဖျားပြူကုန်းဟာမနေ့ကနဲ့ဒီနေ့မတူတော့ဘူးချက်ချင်းပြောင်းလဲသွားတယ်မနေ့ကလိုရောင်စုံပန်းပွင့်တွေလည်းမရှိတော့ဘူး ခြုံနယ်ပိတ်ပေါင်းတွေနဲ့ရှုပ်ထွေးနေတော့တာပဲဗရာတမရှိတော့ဘူးဖျားပြူကုန်းစီကအုတ်ချံညိုညိုကြီးတွေကကျိုးပဲ့ပြီးတော့ဟိုတစားဒီတစားပြုတ်ကျနေကြတယ်ကျို့တို့လည်းခြုံချိုးခြုံချာအုတ်ချိုးအုတ်ချားတွေမှာဖြဲရဲပြီးရှာကြည့်တော့လလာတွေ့ပါပြီဟော့ဟော့ဟိုမှာကိုစောနိုင်ရဲ့အလောင်းဟာစောက်ကလန်းခြုံနေကြတယ်ရောက်နေတယ်ဦးသေးတွေလည်းမရှိတော့ဘူးတောကောင်တွေပဲစားသလားကျို့လည်းယူချိုးမရဖြစ်ပြီးတော့မြည်ရကြတယ်ငါတန်တန်ခေါ်ရက်တတိပြည့်ရနေဖြစ်ရလေတငယ်ချင်းရဲ့ ကျွန်တော်လည်းကိုစောနာအလောင်းကိုဖျားပြိုမှာပဲကောင်းမွန်စွာနဲ့မြုံနှံခဲ့တယ်။တမန်တော်မှာမင်းချက်တဲ့မြန်နန်းနေတဲ့အတူနေရတော်တငယ်ချင်းရဲ့ကျုပ်လည်းရင်သေးစုနဲ့လာပြီးဥစ္စာဆောင်မာရီကိုအခင်းမကြီးနိုင်နာနဲ့အတက်ကုံအော်ဟစ်ပြီးကျုံဝလိုက်တယ်။ဟဲဥစ္စာဆောင်မာမြန်နန်းတွင်ဒင်းကိုမကြည့်နဲ့ဘူး။ကျုပ်တငယ်ချင်းစောနိုင်သေးတယ်လို့ဒင်းကိုတည်အောင်ကျုပ်လက်စားချင်မဲ့ဟဲ့။ကျုပ်ရဲ့ကျုံဝတန်ကြီးဟာမိုးရံပဝင်ပြန့်နှံ့သွားတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်နေသားနေရာကနေ ဝုံးမောင်ကြီးကြသွားပြီးပဝန်းကျင်တဝိုက်ကမှောင်မဲသွားတယ်။ပြီးတော့ကောင်းကင်ရံကလျက်စီဝင်းဝင်းကြီးတချောင်းထိုးဆန်းလာပြီးကျွန်ုပ်တို့အနီးကတောင်ပိန်းနဲ့ပင်ကျူးတိုက်ရိုက်ထိမှန်လိုက်တာဝင်းကနေမိပွင့်တွေဖျားထွက်သွားပြီးတော့အကိုင်းကြီးချိုးကျသွားတယ်။ဘာပြောကောင်းမလဲ။ကျွန်တော်လည်းတုတ်ချီတင်းလိုက်ကြတာကျုံတမြင်ကိုဘလို့ပြင်ရောက်လာတာလဲတော့မသိတော့ပါဘူးကွယ်။အော်မြန်နန်းနွယ်အေးမြန်နန်းနွယ်ရေယုတ်ရေလေးကိုအခုထိကြုံသတိရနေတော့မှမဲဥွတ်ပြီးရဲ့ အဘိုးပန်းတွေးကသူ့ဖျားပြူအကြောင်းဖြစ်ချောင်းကုံစင်ပြောပြပြီးတော့မောသွားဟန်နဲ့အဖန်ရတောက်တယ်ပြီးတော့ဖျားပြူပဲမသွားရင်အကျဉ်းချင်းတတိပေးပြီးတော့ပြန်ထွက်သွားတယ်ဆက်တော့အဘိုးပန်းတွေးပြောတာဖြစ်နိုင်ပါမလားဗျာရှုံတန်းဒဏ္ဍာရီတွေပါကွာဒီနေ့မှာတော့ကျွန်တော်တွေ့ပြီနဲ့တပည့်ကျော်ဘိုက်ကလေးတို့ကနေစာဒူဝါထုံးစံတိုင်းအမေးဖြစ်ဖို့အတွက်ရိုးမာတော်ကြီးအတွင်ကိုချင်းနေဝင်ရောက်ခဲ့ကြပြန်ပါတယ်ညရစာတွေ့ပြီလာပြီးတပည့်ကျော်ဘိုက်ကလေးလည်းပါတယ်နော် ်ရိုးမတော်ရင်သားကောင်လှည့်လေရှာရင်တောဝက်တကောင်ကိုပြက်ခတ်မိတယ်။မရှောင်ရင်လွတ်တယ်။တောဝက်ကမရှောင်ဘူး။ဒါကြောင့်ကြည်မထီဦးပြေးတယ်။လိုက်ကြပြန်ပြီ။လာရင်ကျွန်ုပ်နဲ့ဘိုက်ကလေးလူစု꿰သွားတယ်။ကျွန်ုပ်လည်းတောဝက်နောက်ကိုဆက်မလိုက်တော့ဘူး။တပည့်ကြီးကိုရှာဖို့တော့ဖွင့်ရတယ်။ဘယ်မှမှမတွေ့ရပါဘူး။ရိုးမကကျွန်ုပ်တို့လိုမဟုတ်ဆိုးပင်လည်းအခက်မသင့်ပါကလမ်းစာပျောက်တတ်တယ်။ကျွန်ုပ်လည်းအချိန်တော်တော်ကြာတပည့်ကြီးကိုရှာရမတွေ့ရခါစိတ်ပူပန်ရတယ်။ ညနေဆောင်ထိမတွေ့လို့အိမ်ပြန်ရောက်နေပြီလို့ယူဆမိကကျွန်တော်အိမ်ပြန်လှည့်ခဲ့ရပါတော့တယ်။အိမ်ရောက်တော့ဘိုက်ကလေးကိုအရှိကွပြစ်မှာငူငူကြီးထိုင်နေတာကိုတွေ့ရတယ်။ဟာဘိုက်ကလေးမင်းပြန်ရောက်နေပြီ။တော်သေးရပါကျွန်တော်မှစိတ်ပူလိုက်ရတာ။စတော့ကျွန်တော်ဥစ္စာဆောင်မှနေတွေ့ရတယ်ဗျ။ဟာဟုတ်ရဲ့လားကွာ။ဟုတ်တယ်စတော့ကျွန်တော်လဲတောဘက်နောက်ကိုပြေးလာရင်းနဲ့ဇက်တွနဲ့ကွဲသွားတယ်။မျက်စိလေလမ်းမကုန်ပြီးရှောက်သွားရင်းနဲ့ဖျားပြူပြက်ကိုရောက်သွားတာကျွန်တော်လဲအဲ့ဒီကိုရောက်တော့ ကြောရိုးတဲ့ကတော့စိတ်လာတယ်ဗျ။ဘုရားပြူဘက်ကတိတ်တရရတာပဲဆရာတို့ရဲ့။ဗန်းမောင်းဆောင်ကရောင်းဆောင်ဖူးပွင့်လို့မွေးပြန့်ကြိုင်လိုက်နေရပဲ။ဂျင်းကတာရကတွေကလည်းကြီးကြီးကြကြအော်မီလို့ဗျ။ကျွန်တော်လည်းမောလုံးတို့တမျက်ဆောင်တစ်ခုမှဝင်လဲလိုက်တော့။ရောမောင်ကြီးမောင်ကြီးအတန်တသာလေးဟာစွပြက်လွမ်းမောပွေရထွက်လာတယ်။ကျွန်တော်လည်းဖြတ်ကနေခေါင်းထောင်ကြည့်တော့လာလာခြုံရွယ်တန်းကိုနောက်ခံထားပြီးရက်နေတဲ့မေးမလာလေးတယောက်လှလိုက်တာရက်ဆက်ပါပြီဆရာတို့ရဲ့။ မောင်ကြီးလာပါအောင်ရှင်ကျွန်တော်လဲဝမ်းတာအားရနေခေါ်ရသွားမယ်အလုံးမအဖိုးပန်းတွေပြောခဲ့တဲ့ကိုစောနိုင်မေးမလာလေဥစ္စာဆောင်ပုံမျိုးတတိယပြီးတော့ကိုစောနိုင်လိုအဖြစ်မျိုးထုံရမှာစိုးတာနဲ့အချိန်မီတုတ်ချီတင်ပြေးခဲ့ရတယ်ဗျာဟုတ်ရဲ့လားဘိုက်ကလေးရမင်းမျက်စိလဲပြီးတော့တောမောက်တာများလားမျက်စိနဲ့တန့်မြင်တာပါကျုပ်သာစိတ်မထိန်နိုင်ဥစ္စာဆောင်မလက်ချက်နဲ့ကိုလားဆိုရင်ဥဆုံးသေးဆုံးနဲ့ကလီစာဆောင်အကုန်ပွင့်ပြီဘိုက်ကလေးကအခုထိကြောက်ရွံ့နေပုံရသေးတယ် တော်တရပေါ့အလားပါမတ်တဲ့လူပြိုကြီးမိမဆိုရင်အတေးရရအရှေရရလူချင်းတဲ့လူပြိုကြီးစင်ရိုင်းကိုချုံးအောင်နိုင်လို့တော်တရပေါ့ကွာ။အိုးမလွယ်ဘူးယူနိုင်နေ။ကျွန်တို့တို့လည်းညနေစာစားပြီးတော့ရွာရွေးကိုလမ်းလျှောက်ထွက်ခဲ့ကြတယ်။ဒေါမဲဖန်ဝါကသူ့ရဲ့တနေ့တာလုပ်ငန်းပြီးဆုံးတော့မှမို့သူ့ရဲ့ရောင်ကြီးကွန်ရက်တွေကိုတပြေးပြေးပြန်လဲရုပ်သိမ်းနေချိန်ပြီ။နေဝင်တရော့ချိန်မှာတကြီးပါစီအိမ်ရှိရောက်တော့လူပြိုကြီးစောတယ်မောင်ခီးဆောင်အိမ်ကြီးကိုဆွဲလို့ သူ့နောက်တော်ပါကပါလာသူကညမောင်ကြီးပြိုးပြမှာဝင်းဝင်းပတ်ပါဆိုပြနေတဲ့အပြူချော်လေးလှလိုက်ပါပဲလူပြိုကြီးစောတယ်မောင်ကဘိုက်ကလေးကိုတွေ့တော့အသားယူဟန်ဖြင့်မင်းမချော်လေးနောက်ကလိုက်တယ်ကိုစောလေးနေပါမယ်တယောက်တစ်ဖက်ဆွဲရအောင်ရရရရကျွန်တော်ကဒီလောက်တော့ပြော့ဘိုက်ကလေးကစောတယ်မောင်ရဲ့အစဉ်ပြေနေမှုကိုမယုံနိုင်အောင်ဖြစ်နေတယ်ဟာဒါဒါဖျားပြူမှာတွေ့ခဲ့တဲ့ဥစ္စာဆောင်ပြအခုအခုကြုံတိုင်းတိရောက်နေပြီဘိုက်ကလေးကကြောက်လန့်တကြအော်တယ်လူတွေဝိုင်းအောင်လာတယ်ခိတ်ကောင်စောကြီး ဒါလူအစ်မော်ကိုဥစ္စာဆောင်မှမိမိလက်ပြနှုတ်သွားလိမ့်မယ်အနာမကန်နဲ့။ဘာရှင်ဘာဥစ္စာဆောင်မှလဲရှင်ဟာလေးဒေါ်ရဲမှာမိန်းကလေးတယောက်တည်းအကူကြီးမဲ့နေလို့ခေါ်တာလှဲ့တော့မကြည့်ဘူးပြေးလိုက်တာတန်းနေရပဲ။ကျွန်တော်လည်းအံ့ဩသွားပြီးပြောလိုက်မိတယ်။တငယ်မကယူမာရဲကဖျားပြူပြက်ကိုရောက်သေးလို့လား။သူတငယ်မကကျွန်တော်ကိုမော့ကြည့်တယ်။ကျွန်တော်ရဲ့တည်ကြည်သောဥပဒေရုပ်ကိုမြင်လို့ယုံကြည်သွားသလားမပြောတတ်ဘူး။ဖြစ်ချောင်းကုံစင်ကိုရှင်းပြတယ်။ကျမကတကြီးပါစီရဲ့မြေးပါ ရန်ကုန်တက္ကသိုလ်ရုပ်ခပေးတာကြောင့်သူတငယ်ချင်းတွေစုပြီးရိုးမတော်ရဲကတပင်ပန်းမာတွေကိုလာလိလာတာအဲ့ဒါလူစု꿰ပြီးတော့တောထဲမှာရောင်းချာချာဖြစ်နေတော့စောစောကအန်ကေပြောတဲ့ဖျားပြူကုန်းဘက်ကိုရောက်သွားတာပန်းတွေအရန်ပေါ်အရန်လာတာနဲ့သူတေသနာလုံနေတော့ဟော်ရီလူနဲ့တွေ့တော့အကူညီတောင်းပါတယ်ပေးဖို့နည်းနည်းတတပြေးလိုက်တာတန်းနေရပဲအဲ့ဒါနဲ့ကျမလည်းတောထဲကထင်းခွေတဲ့ဟော်ရီကိုစောတံမောင်းနဲ့တွေ့လို့ပြန်လိုက်လာတာရှင့် ကိုစောတမောင်ဟာကျမရဲ့အသက်သခင်ကြီးစုရှင်ပါပဲ။ဇောကြီးနဲ့ထုံမင်းကလေးထွက်သွားတယ်။ဇောကြီးကမြင့်စုတကနတ်ပန်းကိုရှားတဲ့သူလို့မြင်နေချီမထီတော့ဘူး။ဇံများရသွားပြီလား။ကျွန်တော်လည်းတိကျန်စိတ်ပေါ်လာလို့လှမ်းမိလိုက်ပုံမှာဟေ့တငင်းမတတဲ့မင်းနမည်ဘလို့ခေါ်လဲ။ညာနန်းနယ်ပါတယ်ရှင်။ကျွန်တော်ရောဘိုက်ကလေးပါအာမရိတန်ပြူမိတယ်။ဟာညာနန်းနယ်။အဖိုးပန်းတွေပြောပြတာတွေကိုတတိရတယ်။ဖျားပြူကိုစောနိုင်ညာနန်းနယ်။ယခုလည်းဖျားပြူ ကိုစောတင်မောင်မြန်းန်းတွေလူပြိုကြီးစောတင်မောင်နဲ့မြန်းန်းတွေကအမောင်တူတဲ့တိုးဝင်ပြောက်ွယ်သွားကြပြီအချင်းကနှိုင်းသွင်းချင်နေဝင်တရောမဟုတ်ပါလားဒီနေ့ကမကောင်းပါလားပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနားဆင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်